မြောက်ကိုရီးယားဟာတာတိုပြည့်ဒုံးကျည်တချို့အစုလိုက်စမ်းသပ်ပြက်ကတ်ခံရှိကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောပါတယ်တာတိုပြည့်ပဲ့ထင်ဒုံးကျည်လေလို့ယူဆရတဲ့အရာတွေမြန်နှုံးမြင့်ပြန်တန်းသွားတာကိုထောက်လန်တွေးရှိခဲ့တယ်လို့တောင်ကိုရီးယားပူပေါင်းစစ်စင်ရဲ့ဦးစီးဌာနကပြောတာပါမြောက်ကိုရီးယားရဲ့ဝန်ဆန်ဒေသကနေပြက်ကတ်လိုက်တဲ့ဒုံးကျည်တွေဟာမေလ၈ရက်မနက်ပိုင်းတုန်းကဂျပန်ပင်လယ်ဘက်ကိုပြန်တန်းသွားခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ဘက်ကထုတ်ပြန်ခဲ့ပါတယ်ဒီကနေ့တစ်ဘက်ကလည်းမြောက်ကိုရီးယားဟာ ပြည်တွင်းပြည်ခင်မီဖြတ်သိမ်းပေါ်မှာတက်ဆင်အုံပြုမဲ့လက်နက်တွေကိုပင်လယ်ပြင်မှာလက်တွေ့ဆန်းသပ်ပြတ်ခတ်ခဲ့ပါသေးတယ်။တန်900လေးချိန်ရှိတဲ့အဲ့ဒီသိမ်းပေါ်ဟာရေတက်ရဲ့အစွမ်းထက်ဆုံးလက်နက်ဖြစ်လာလိမ့်မယ်လို့မြောက်ကိုရီးယားကကြွေးကြော်ထားပြီး2026အစောပိုင်းကာလမှာစစ်ရေးတာဝန်တွေကိုစတင်ထမ်းဆောင်နိုင်မယ်လို့ပြောပါတယ်။ဒါပေမဲ့စစ်ရေးသူတင်တီတွေကတော့အဲ့ဒီသင်္ဘောဟာပင်လယ်ပြင်မှာလက်တွေ့ခုံမောင်းနိုင်တဲ့အဆင့်မျိုးလလောဆယ်မှာမရှိသေးဘူးလို့ယုံကြည်ထားကြပါတယ်။လေလာသူတို့ချို့ကတော့မြောက်ကိုရီးယားဟာ အဲ့ဒီအသင်းပေါ်မှာတာတိုပြည့်နျူကလ িয়ার ဒရုန်းကြီးတွေတက်ဆက်နိုင်မလားဆိုတာမျိုးမေးခွန်းထုတ်နေပေမဲ့လက်ရှိအနေထားအရတော့နျူကလ িয়ার ထိပ်ပူးတွေကိုအသင်းပေါ်မှာတက်ဆက်နိုင်လောက်တဲ့အထိသင်းငယ်အောင်တည်ဆောက်နိုင်တဲ့ဤပညာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။မြောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်နဲ့ဒရုန်းကြီးတွေတည်ဆောက်မှုတွေကြောင့်ကုလသမဂ္ဂစီကတင်းကျပ်တဲ့ရင်းယူပိတ်ဆို့မှုတွေကြုံတွေ့နေရတဲ့အချိန်လက်နက်စမ်းသပ်မှုတွေကိုအချိန်မပြတ်ဆက်လက်လှုပ်ဆောင်နေစေပါဖေဗူလာတုန်းကလည်းနိုင်ငံရဲ့ဒံပြန်စစ်ဆင်မှုစွန့်ရင်ပြသဖို့ကြွေးကြော်ပြီး မြောက်ကိုရီးယားကမဟာဗျူဟာခရစ်စတုံးကြီးတွေကိုပင်လယ်ဝါထဲစမ်းတပ်ပြတ်ခတ်ခဲ့တယ်လို့သိရပါတယ်ရှင်။